ားလုံးပဲမိကြပါမုံမုံတန်တိုင်းမှချန်တွေကနေပြန်လဲကြိုးစောလိုက်ပါတယ်ဗျဒီနေ့မှတော့ကပ္ပသမိုင်းမှာထင်ရှားဆုံးနဲ့အဟောစရာကောင်းဆုံးပြီးသူကလက်ရာတွေတဲကတခုဖြစ်တဲ့တရုတ်နိုင်ငံရဲ့မဟာယာတန်ခြင်းကြောင့်ကိုကျွန်တော်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျ တရုတ်နိုင်ငံရဲ့မဟာရာတရားကြီးဟန်ခွန်ပါတမိုင်းမှာထင်ရှားဆုံးနဲ့အန်ဟောစရာအကောင်းဆုံးဝိတုကလက်ရာတွေထဲကတစ်ခုဖြစ်ပါတယ်အဲ့ဒီတရန်ကြီးရဲ့တမိုင်းချောင်းတွေနဲ့တိဆောက်ဘုံလူကိုဆိုင်ဝင်ကြဖွယ်ရာချက်လက်မြောက်ကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါ မဟာရာတရန်ကြီးဟာ BC 900ရာစုခန့်ကစတင်တိဆောက်ခဲ့ပါတယ်ဒင်းဆက်ပေါင်းများစွာတို့ရဲ့လက်ထက်မှာစောင်းလို့ရှင်ပြုပြင်ရှင်းမြနဲ့တို့ရှိရှင်းမြကိုရက်တိုက်ပြုလုပ်ခဲ့ကြပါလေ အဓိကရည်ရွယ်ချက်မှာတော့မြောက်ဘက်ကမွန်ဂိုနဲ့အခြားရာဇဝတ်ကြီးကျော်ဒူတွေရဲ့တိုက်ခိုက်မှုများကိုတရုတ်ဝင်ပါရနေမိမြာကောင်းခွင့်အတွက်ဖြစ်ပါလေမဟာရာတန်းကြီးရဲ့ထင်ရှားဆုံးနဲ့အကြီးမားဆုံးသောဒီဆောက်မှုတွေဟာတရုတ်ပြည်ရဲ့ပထမဆုံးအင်္ဂလိပ်မြင်းဖြူသူချင်းကျွန်းဟန်လက်ထက်မှာ BC 920ကနေ900လောက်အတွင်းစတင်တည်ဆောက်ခဲ့ပါလေလက်ရှိကျွန်တော်တို့မြင်နေရတဲ့တန်းကြီးရဲ့စိတ်ပိုင်းများစုဟာမင်းမင်းဆက်1360ခုနှစ်ကစပြီးတော့644 AD လက်ထက်ချီ ျူပင်တိဆောက်ခဲ့ရှင်းများဖြစ်ပါတယ်။ဖားရတန်းကြီးကိုတန်းကြီးဟုခေါ်ဆိုပင်မဲ့လဲတောင်ကုန်းမြရှိုင်ဝိုင်းတွင်နဲ့မြင့်များကိုဖျက်လျက်တိဆောက်ထားခဲ့ပါတယ်။နောက်ထပ်ဆောက်ကြည့်မျိုးစင်များခံတက်များနဲ့ကျင်းစခန်းတွေကိုလည်းရှုပ်ထွေးသောဂွန်ရွတ်တစ်ခုအဖြစ်တိဆောက်ခဲ့ပါတယ်။မင်းမင်းဆက်လက်ထံမှာတိဆောက်ခဲ့သောအပိုင်းများအပါအဝင် တရားဝင်ရတိုက်တောင်မှုရအဲဒီတန်းကြီးရဲ့အရှိမ1389မိုင်ခန့်တိရှေးလျားပါတယ်။ အဲ့ဒီအတိုင်းတကြီးဟာကပောင်ဖို့ရှိလူလူပြုတ်လို့တော့ရှီလျာသွန်ဆောင်ဝင်ဖြစ်သမရှင်ခံခဲ့ရပါလေတဒါကြီးရဲ့တိဆောက်ရပျက်စီးတွေဟာရှစ်ခေကမြေကြီးကိုစနစ်တကျဖိတိတ်ကအုပ်များចောင်းဒုံးများနဲ့တသားများကိုအသုံးပြုခဲ့ကြပါလေမင်းမဆက်ခစ်တွေမှာကြားချေခံစီရအတွက်နဲ့မိဖို့ထားသောအုပ်များနဲ့ចောင်းဒုံးများကိုအဓိကအသုံးပြုလာကြပါလေ ကဘာငွေနှစ်တစ်ခုလိုဖြစ်တဲ့မဟာယန္တရာကြီးဟာကဘာအန်ခွင်ခုနှစ်ခုထဲမှာမပါဝင်ပေမဲ့1989ခုနှစ်မှာကဘာငွေနှစ်စင်းရဲ့ဖြစ်တမချင်းခံခဲ့ရပါလေတန်းကြီးတချောင်းမှတော့စစ်သားများစောက်ကြဲရန်နဲ့ရန်သူများရှင်းကပ်လာပါကအော်တိုးအချက်ပြမိပြီတဲ့ပေးပွေရန်အတွက်မျောစင်းများကိုကိုးမိုင်နဲ့ငယ်ရှားပြီးတိဆောက်ထားကြပါလေမျောစင်းများဟာရန်သူတိုက်ခိုက်မှုများကိုခုခံကာဝေးရန်အတွက်ခါတက်ဖြစ်လဲအသုံးပြုနိုင်ကြပါလေ ကဒန်းကြီးကိုဒီဆောက်ရမှာအုတ်များကိုစနစ်တကျစီတန်းရအတွက်ထုံးချောင်းနဲ့ခေါင်းညင်းစံတို့ကိုရော့ဆက်ပြီးလုံထားတော့ကောကိုအတုံးမြုတ်ခဲ့ကြတယ်လို့တမိုင်းပြန်ချင်းများကယုံကြည်ကြပါတယ်မဟာယာတန်းကြီးကိုလာကပါဝော်ကနေမြင်းနိုင်တယ်ဆိုတဲ့အယူအဆမှားများကိုလည်းလက်ရှိအချိန်မှာမာယွင်ချောင်းတက်တဲ့ပြပြီးဖြစ်ပါတယ်မဟာယာတန်းကြီးဟာတင်းငယ်တာကြောင့်လေတို့အပေါ်ပိုင်းကနေမြင်းနိုင်ရအလုံးခက်ခဲတော့ပါတယ်ရာစုနေပေါင်းများစွာတန်းကြီးတိဆောက်ရေးမှာ လုံငန်းခွင်တွေမှာအလို့သမားများစစ်သားများကျင်းသားများနဲ့လေသမားတိမ်မောများစွာတို့ဟာခက်ခဲများနဲ့ပင်မဆင်းရဲမှုတွေကြောင့်အသက်ဆုံးချုံခဲ့ရပါတယ်။အဲဒီဖြစ်စဉ်ကြီးချာတတန်းကြီးကိုကဘာပေါ်မှာရှိတဲ့အခြေလျအောင်တုံ့တန်မှုလဲခေါ်ဆိုခဲ့ကြပါတယ်။မဟာရတတန်းကြီးဟာရိုးရှင်းသောကံွယ်ရဲ့ဆောင်းဝန်တစ်ခုသာမဟုတ်ဘဲနဲ့တရုတ်လူမျိုးတွေရဲ့ဇွဲလုံးလာကြီးမားသောစီမံခွဲခွဲနိုင်စွမ်းနဲ့အမျိုးသားရဲ့စိတ်တဲ့ကိုယ်တို့ကိုတင်ဟန့်ပြသနေတဲ့ဓမ္မဝိယမွေးနည်းတစ်ခုဖြစ်ပါတယ် ယနေ့အချိန်မှာတော့ကဘာတဝါမှခྱི་တော်မြတ်ဟာကဘာကျော်ခྱི་တော်တနေရအဖြစ်ခန္ဓာစွာတည်ရှိနေတဲ့တရားကြီးတစ်ခုအဖြစ်တည်ရှိနေစေဖြစ်ပါလေ။ဒါဆိုဒီလောက်နဲ့ပဲဗီဒီယိုလေးကိုအဆုံးတက်လက်ရအောင်ဗျ။နောက်ထပ်ဘုဇ္ဇတာတွေတည်ရှိဖို့တော့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားခဲ့ပါအောင်ဗျ။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။